PDF ဖိုင်ရစာလေးပေါ့နော် Photoshop CS3 နဲ့စာဖြတ်တာလေးပြင်တာလေးတွေနော်စာထပ်ဖြည့်တာလေးလုပ်ပြပြပါလို့မိသားလေးတွေ့ Photoshop ထဲဝင်ထားလိုက်မယ်ပြီးရင် PDF ဖိုင်လေးကိုဖွင့်လိုက်မယ်သူက PDF ဖိုင်လေးကစာကိုပြင်ချင်တာ哦အဲ့တော့ PDF ဖိုင်ကိုဖွင့်ပြီးသွားရင်မှာ there ဆိုတဲ့ဖိုင်လေးရှိရဲ့ဒီဖိုင်လေးကိုဖွင့်လိုက်ဖွင့်လိုက်ဒီမှာ page 1ပဲရှိရဲ့နော်ပြီးရင်တော့ဒီမှာ bounding box လေးဖြစ်နေရမယ်โอเคနဲ့ထွက်လိုက်အဲ့ဆိုရင် PDF ဖိုင်လေးက အာဒီယာဒီထဲမှာဝင်နေပြီပေါ့နော်ပြီးရင်တော့ဒီလေယာဒီလေယာရဲ့အောက်ဆုံးမှာဒီမှာအမှိုက်ပုံးလေးရှိအမှိုက်ပုံးလေးရဲ့ရှေ့ကညူးလေယာဒီမှာနေလိုက်ဒါဆိုလေယာတက်ရလာလိမ့်မယ်ပြီးရင်တော့အဲ့လေယာ2ကိုဖိပြီးအောက်ကိုဆွဲချလိုက်ဒါဆိုရင်လေယာ2အောက်မှာရှိမယ်ငခု original လေယာလေယာပေါ်မှာရှိမယ်အဲ့ချိန်မှာဒီ foreground color လေယာဒါလေယာဖြူဖြစ်ရမယ်ပြီးရင် order base ပြီးသွားလိုက်ဒါဆိုရင်နောက်ကဖြူလေယာသွားပြီ နောက်ခံဖြူရသွားရင်တော့ဒီမှာသွားစပြင်းကျင်တာကိုစပြင်းကျင်တာဆိုတော့ဒီမှာလေယာဝမ်းလေးကိုကလင်းနေဖို့လိုတယ်။လေယာဝမ်းကိုနေပြီးသားဒီမှာစထည့်ကျင်တာလေ။စထည့်ကျင်နေဆိုတော့ဒီနားလေးမှာအစာလေးခတ်ထည့်မယ်ပေါ့နော်။အဲ့တော့ဒီကိုပြန်ယူရမယ်။ဒီကိုယူပြီးသွားရင်တော့ဒီထဲမှာဖောင်လေးကိုယူပြီးဖို့လိုတယ်။ဖောင်ကသူ့ဖောင်ပုံစံကာလီပရီဖောင်ဆိုရင်ဒီမှာကာလီပရီဖောင်ပေါ့အဲသူ့ရဲ့ငကူဖောင်နဲ့အနည်းဆက်ဆုံးကူတာလေးကိုလေးလိုက်ရှာပြီး insight လေးထားမယ်။ဒီမှာသူဘိုးလောက်ထားတယ်ဆိုတော့ရိုးရိုး regular ပဲထားလိုက်မယ်။နော်။ပြီးရင်စာထဲမှာ glitch နေလို့။ပြီးအဲ့ထဲမှာစာလေးဖြည့်ထည့်လိုက်မယ်။ f i l l ။စာလေးကိုအရင်ဆုံး delete နေပြီးဖြည့်လိုက်အောင်မယ်။နော်။ပြောင်းနေလို့။ဒါ layer 1ဝင်သွားပြီဆိုရင်အဲ့ဒီအတမှာပိတ်ထားလို့ရရယ်နော်။ ော်ဒါမျက်လုံးအခွင့်အပိတ်ပါနော်အဲ့ဒါအယောင်ဖြစ်ထားတယ်အဲ့တော့အခုလေယာဝတ်မှာနှိပ်ပြီးသွားရင်တီလေးကိုရွေးရွေးပြီးသွားရင်ဒီမှာအမဲအောင်ဖြစ်ရမယ်ပင်စားရွေးထဲမှာကလင်းနဲ့နှိပ်ပြီးသွားရင်စားလေးဖြစ်မယ် F I L L F in the black ပြီးရင်သူ့ကိုစလတ်မှတ်ပြီးတော့ site ဒီပါလေးကိုအနည်းဆက်ဆုံးကုလူချင်းရဲ့ size လောက်ဝေးထားလိုက်ပေါ့နော်ပြီးရင် move to ကိုရွေးဒါလေးကိုဒီမှာနေရပြင်မယ် ပြီးဒီမှာထပ်ဖြည့်မယ်ထပ်ဖြည့်ပြီးသွားရင်တော့ဒါစာထပ်ဖြည့်တဲ့အပိုင်းလေးရပါပြီနော်ပြီးသွားရင်တော့ဘာလေးထပ်လုပ်မလဲဆိုရင်တခြားပုံခေါ်ထည့်မယ်အဲ့တော့ file လေးက open open ဆိုပြီးတော့ဒီမှာတခြားပုံလေးကိုခေါ်ထည့်ဖို့အတွက်ဆိုရင်ဒီထဲမှာဒီမှာဒီ file လေးကိုဖွင့်လိုက်မယ်ဒါ scanner ဖတ်ထားတဲ့ file ဒါမှမဟုတ်လေ Viber နဲ့ပို့ထားတဲ့ file လေးပေါ့နော် define ရဲ့သူကဘာလေးကိုသွားပြရမယ်ဆိုနောက်ခံအရာကိုရှင်သူကညှိချင်တာကိုအဲ့တော့ဒီအကောင်လုံးကိုဒီဘက်ထဲမှာဖြည့်မယ်အဲ့ဒီအတွက်ဒီမှာအလျော်လေးကိုရင်ဆုံး lock ဖြုတ်လိုက်မယ်ပြီးရင် edit ထဲက select off select ထဲက off ပြီးတော့ edit ထဲက copy ပြီးရင် edit ထဲကဒီဘက်ကို paste ထားမယ်အဲ့လိုသွားလေးရတယ်ဘာမှမလုပ်လေဒီဘက်ကအရာလေးကိုသူကညှိချင်တာဖြစ်တဲ့အတွက်ဒါ copy ကူးခဲ့ပြီး copy ဝူးပြီးသွားရင် layer တဲ့ကသူကအယောင်ပြင်နေတာဟို image တွေက adjustment တွေက level လေးနဲ့ဒီမှာအယောင်လေးတွေကိုဒီမှာဖြူအောင်လေးနည်းနည်းလေးပြင်ပေးလိုက်နော်ဒါဆိုဖြူသွားပြီ okay အဲ့ဒါပြီးတော့မှ edit တွေက copy နဲ့သွားပြီးရင်ဒါလေးကိုတိုက်တဲ့လေးကိုထားမယ်ဒီဘက်တိုက်တယ်ဒါကိုချုံလိုက်တော့နော်ပြီးရင် edit တွေက paste နဲ့သွားမယ်ရတယ်ဒါဆိုဒါဒီဘက်ရောက်သွားဒီဘက်ရောက်သွားပြီဆိုတော့မှကိုကဒီဘက်ထဲမှာကိုမလို့ခြင်းတဲ့အပိုင်းလေးကိုဖြတ်မယ်ဆိုရင် ဘာလို့သုံးပြီးမယ်ဆိုဒီမှာခက်ပြတ်လေးသုံးပြရတယ် magic eraser တူယူပြီးတော့မလို့ခြင်းတဲ့အပိုင်းလေးဖြစ်လိုက်ပေါ့နော်ဒါဆိုရင်သူကမလို့ခြင်းတဲ့အပိုင်းလေးလိုက်ဖြစ်ပေးရမယ်ဒါမလို့ခြင်းတဲ့အပိုင်းနော်ပြီးရင် move through တဲ့ဒီမှာရွေးလို့ရမယ်ပြီးရင် control D နိုင်လိုက်ဒီနိုင်ပြီးတော့သူ့ cycle လေးပြင်လို့ရမယ်ဟာဒါဟိုဘက်ထက်ကစာအုပ်ဒီဘက်ထက်ကိုခေါ်ထင်းနေရပုံလေးပေါ့အဓိကတော့နမူနာပါနော် လူခေါ်ထည့်ပုံပြီးပြချင်တာပါအဲ့ဒါခောက်လိုက်အဲ့လိုမျိုးခေါ်ထည့်ပြီးသွားလို့ဒီဘက်ကကိုမလို့ခြင်းမှုဆိုရင်တော့သူ့ကိုဒီဘက်ကပုံနေတဲ့အပိုင်းလေးကိုနည်းနည်းလေးဘာလေးနဲ့ထပ်အုပ်လိုက်မယ်ဆိုရင်အရာဝင်းနဲ့ထပ်အုပ်လိုက်ပေါ့နော် order best way ဒါဆိုရင်အရာအုပ်သွားလိမ့်မယ် rectangle ဒီနဲ့ဆက်လက်မှတ်ပြီးရောနော်တကယ်လို့ဒီ line လေးပြန်ပါခြင်းနဲ့ဆိုရင်ဒီ line လေးကိုဆက်လက်ထပ်မှတ်မှတ်ပြီးတော့じゃတော့ ဒါကြတော့သူက layer ဘယ်လောက်ထည့်ရလဲဆိုတော့ layer 2တဲ့ရနော်လေဒါလည်းကိုခေါ်ထည့်တာဒါ layer 2အဲ့တော့ layer 2တဲ့ line လေးကိုလိုချင်နေဆိုရင် layer 2တဲ့ line လေးပုံမှာတင်တင်ပြီးသားရင် control order drag နဲ့ဒါလေးနည်းနည်းလေးပြန်ပြင်ပြီးလိုက်လို့ရမယ်ပြီးရင် control d နဲ့ select ဖြစ်လိုက်နောက်ဒါလေး move to move to နဲ့ယူပြီးတော့ layer လေးကိုတော့ဒီဘက်နည်းနည်းလေးရွှေ့ပြီး ဒီ layer 3 layer 3ကိုရွေးမှတာသူက data လေးဝင်ပါအောင်ဒါဆိုအောက်ကြီးဖြစ်သွားတယ်နော်မှာကြည့် data ဖြစ်တယ်အဲ့တော့ data လေးထဲလို့အထည်လေးပြန်ရွှေ့လိုက်ပေါ့ဒါကတော့ခေါ်ထည့်လိုက်တဲ့စာရဲ့အရာကိုပြင်တာနော်ဒီတိုင်းပဲပုံခေါ်ထည့်မယ်နောက်ထပ် file name က open နဲ့သွားပြီးလို့ရတယ်ဟုတ်ဒီကကြတော့ဆိုပါဆိုဒီမှာ Pokemon ပုံလေးခေါ်ထည့်မယ်။ဒါဆိုရင် Pokemon ပုံလေးကိုနှစ်ချက်နေလိုက် နှစ်ဆက်နေပြီးတော့ဒီထဲမှာနေရသူက background ကိုဖျောက်ခဲ့နော်။မှသူတို့ background ကိုဖျောက်လိုက်။ဖျောက်ပြီးကုလိုချင်းတလားကိုဒီမှာဆက်လက်လေးမှတ်လိုက်။ဆက်လက်မှတ်ပြီးတော့ edit ထဲက copy နဲ့သွားဒါကြီးကိုပိတ်လိုက်လို့ရပြီ။မသိတော့ဘူး။ပြီးရင်ဒီဘက်ထဲမှာခေါ်ချမှဖြစ်တဲ့အတွက် edit ထဲက paste ပြီးတော့မှ edit ထဲက free transform နဲ့သွားလို့ရတယ်။ဒါလေးကိုသူဘာဖြစ်လဲဆိုတောင်လေးကနေပြီးတော့ကုလိုချင်းတလားလေးကို size လေးပြင်ပေးမယ်။ enter ခောက်မယ်။ပြီးရင်ဒီဘက်လေးကိုနေရာ ဒါကြတော့ move to နဲ့သုံးပြီးရွှေ့ပြရတော့မယ်နော် move to ကိုကိုလိုချင်တဲ့နေရာရွှေ့ဒါဆိုရင်တော့ပြင်နာလေးရတော့မယ်ဆက်ပါလေ